Hello အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ဒီ7နှစ်ကြာပြီဖြစ်တဲ့ဒီ desktop iMac အကြောင်းကိုအားချောင်းပဲပေါ့နော်ကျွန်တော် DM map ကို review လို့မျိုးဆိုတာထက်ကိုကျွန်တော် spec တွေအများကြီးကျွန်တော်မပြောတော့ဘူးကျွန်တော်အကြံပေးမယ်ဒီလိုပြတာလိုက်မယ် လို့ဆိုဒီဟာ review ဆိုတာတစ်ချက်ကျွန်တော်သုံးရတဲ့ experience ကဒီ2025ရောက်လာတဲ့အချိန်မှာဒီ7နှစ်ကြာဝါပြီဖြစ်တဲ့ computer သလုံးကဘယ်လိုနေသေးလဲဆိုတဲ့ဟာကိုကျွန်တော်သုံးလို့ရသလောက် experience တွေကိုကျွန်တော်ပြန်ပြီး share လုပ်ပေးချင်တာဖြစ်ပါတယ်။ကဲဟုတ်ပြီ။မလုပ်တရားမှာလဲ။အဲကျွန်တော်တို့ကတော့ဈေးကြောင်ပါ။သူကဒီ use market တွေမှာအခုဒေါ်လာ130ဝန်းကျင်လောက်နဲ့တွေ့ရတယ်ပေါ့နော်။ကျွန်တော်ကတော့ Facebook marketplace မှာပဲဆက်တွေ့ခဲ့ပါတယ်။မြန်မာနိုင်ငံ second market တွေမှာတော့အဲ့ထက်ဈေးကမဆိုးစလောက်လေးများနိုင်တယ်။ ဆိုတော့ဒီဈေးလောက်နဲ့လက်တင်သုံးလို့ရတဲ့ဒီ all in one desktop အော် display ပါမယ်။နောက် computer system တစ်ခုလုံးပါမယ်။ speaker ပါမယ်။ webcam ပါမယ်။အကုန်ပါနော်။တခါလဲပါပြီးသားဟာ keyboard နဲ့ mouse ကတော့ရောင်းတဲ့လူပုံမှုတည်းပဲပေါ့နော်။အဲအဲ့ computer တစ်ခုလုံးကိုခုခေတ်2025မှာဘလောက်စွမ်းသိလဲဆိုတာကိုကျွန်တော်တို့တူတူလိုက်ပြီးတော့ဆုံးဖြတ်ပေးကြပါဦး။ကျွန်တော်ဒီဆက်ကိုသူ့ရဲ့ကောင်းတဲ့ချက်နဲ့မကောင်းတဲ့ချက်ဆိုပြီးတော့နှစ်ချက်ခွဲပြီးတော့ကျွန်တော်ပြောပြမယ်ပေါ့နော်။ ဟာဟုတ်ပြီအရင်ဆုံးသူ့ရဲ့အကောင်းတဲ့ချက်တွေရမှာအကောင်းဆုံးပရောင်းဆုံးချက်ကတော့သူ့ရဲ့ဒီ display ပါသူက21.5 inch ကိုမှ full HD ဒါတန်း DP display နဲ့လာတယ်ပြီးတော့သူ့ရဲ့ aspect ratio က16:9ပြီးတော့ IPS panel ကိုမှသူက LED backlight နဲ့လာတာအဲဒီတော့သူ့ရဲ့ color တွေကအရန်ဆိုတယ်ပြီးတော့ viewing angle တွေကတော်တော်ကောင်းတယ်ပြီးတော့သူက7နှစ်လောက်ရှိပြီဆိုပေမဲ့သူထွက်ကစားမှသူက industry ထဲမှာသူကဆက်ရပဲ ိုတော်တော်ကောင်းတဲ့ display နဲ့ဟိုဆိုလာတာအဲ့ဒါကြောင့်မလို့ပဲအဲ့အချိန်ထားပါတော့ဟို photographer တွေ videographer တွေတော်တော်များဒီ iMac ကိုပဲအဓိကထားပြီးသုံးကြတယ်ဆိုတော့သူရဲ့ဒီ display ကဒီဒီ kit standard နဲ့ဆိုရင်တော့မတော်တော်ကြီးအနစ်ကြသေးတယ်ကျွန်တော်ဆိုတာနဲ့ Netflix ကြည့်ရယ် YouTube ကြည့်ရယ် Telegram ကြည့်ရယ်ပါတော့အဲကိုကြိုက်တာကိုကြည့်ပါဗျာဟို multimedia conversation အတွက်ဆိုလို့ရှိရင်တော့တော်ကောင်းကောင်းကြီးကိုမိုက်သေးတယ်ဒီ display ကအဲကြောင့်သူ့ရဲ့အကောင်းဆုံးချက်ကိုကျွန်တော်ဒီ display လို့ကျွန်တော်ပြောချင်တာ နောက်ထပ်ကောင်းတဲ့အချက်ကတော့သူ့ရဲ့ speaker သူ့ရဲ့ speaker ကသူ all in one desktop တလုံးနေနဲ့သူလုံလုံလောက်လောက်ကိုကောင်းတယ် hi-fi နေ high end speaker တွေလိုမျိုးတတ်တက်ကြီးဝယ်တက်တဲ့ high လောက်တော့ဘယ်ကောင်းလဲပေါ့နော်ဒါပေမဲ့လည်းတာမန်အိမ်သုံးနေသူဆိုတော့တော်တော်ကြီးကိုလုံလောက်တယ်ဆိုတာထက်ကိုကောင်းတာအမီးနားအောင်ကြည့်လို့ရပါတယ် ောက်ထပ်ကောင်းတဲ့ချက်တစ်ချက်ကတော့သူ့ရဲ့ဒီဇိုင်းပါ။ तू ကအကုန်လုံးကိုဒီအလူမီနီယံဘော်ဒီနဲ့တိဆောက်ပေးတာပေါ့နော်။အဲဒါကြောင့်မလို့ तू ကကြည့်လိုက်လို့ရှိရင်ခိုင်ခိုင်ငန်းငန်းရှိတယ်။ပြီးတော့ထက်ထက်ဝဝရှိတယ်ပေါ့နော်။ပြီးတော့ဒီ Apple ကဒီ iMac ဒီဇိုင်းကို2012ကနေစပြီးတော့2020အထိဒီဒီဇိုင်းတစ်မျိုးတည်းကိုပဲ၈နှစ်လောက်တော့တုံးခဲ့တာ။ပြောမယ်ဆိုရင်ဒီ M1 iMac တွေမတိုင်ခင်ကြီးပါဗျာ။ဆိုတော့ဒီ2020 iMac တုံးနေတဲ့လူတွေနဲ့ကိုက2012 2013လို့တုံးနေတယ်ဆိုရင်တော့မှဒီကောင်က modern ဖြစ်နေသေးတယ် ကျွန်တော်ပြောတဲ့အမြင်နဲ့ဆိုရင်တော့ဒီ M1 နိုင်မက်တွေက colorful ဖြစ်တယ် fan ဖြစ်တယ်ဆိုပေမဲ့ဒီအရင်ဒီဇိုင်းကပို့ပြီးတော့ luxury design နဲ့ပို့ပြီးတော့ premium ဖြစ်တယ်လို့ကျွန်တော်ကတော့ခံစားရတယ်ဟို bezel လေးနည်းနည်းထူနေတာလွဲပေါ့ဗျာဒါကတော့ကျွန်တော်တောက်တဲ့အမြင်ပါသူက all in one desktop ဖြစ်တဲ့အလျောက်တဏျာနဲ့တဏျာရွှေ့ကျင်လို့ရှိရင်လည်းအရန်လွယ်တယ်ကွန်ပျူတာကိုပလက်ဖြုတ်ဟိုမှာသွားချပလက်ပြန်ထိုးသုံးရုံပဲ PC လိုလိုမျိုး monitor တက်တက်ဖြုတ်စင်ဆာမုန်းတက်တက်ဖြုတ်အာကျိုးတွေပြန်ထိုးအာတစ်ခုနှစ်ခုပြန်ကျွမ်းအဲ့လိုလုံးနေကြရမလို့ အဲ့ဒါမလို့ကိုကကိုယ့်ရဲ့အိတ်ခမ်းနဲ့ထည့်ပြီးတော့ YouTube လေးကြည့်ပြီးချင်းကကျချမ်းကောင်းတာပေါ်တင်လာပြီးတော့ဟိုဟင်းချက်နေတဲ့ recipe ကြည့်တာမျိုးဒါမှမဟုတ် video call လေးခေါ်ပြီးတော့စကားပြောတာမျိုးဒါမှမဟုတ်လည်း hotel reception တွေလိုမျိုးကောင်းတာပေါ်တင်လာတာမျိုး office desk ပေါ်ပဲဖြစ်ဖြစ်တင်လာတင်လာသူကဟိုထက်ထက်ဝဝရှိသေးတယ်ပေါ့နော်အဲကျွန်တော်လည်းအပြင်ဒီပိုင်းအခုတွားနေလို့ရှိရင်ဒီ restaurant ကောင်တာတို့ဂျင်မြက်ကောင်တာဘောမှာဆိုဒီ design ကိုပဲအခုဒီတွေ့နေရတော့ပေါ့နော် အဲကြောင့်လို့ကျွန်တော်ဒီဒီဇိုင်းကိုသူ့ရဲ့အားသာချက်တစ်ခုအနေနဲ့ကျွန်တော်တော့မြင်တယ်သူ့ရဲ့အားသာချက်နောက်ဆုံးချက်ကတော့ဈေးပါကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲဒီဒေါ်လာ130ဝန်းကျင်မမငွေနဲ့ဆိုရင်တော့9သိန်းဝန်းကျင်9သိန်းခွဲ9သိန်းဝန်းကျင်လောက်ဖြစ်မှတဲ့ねအဲ့ဒီဈေးနဲ့ကျွန်တော်အခုအပေါ်မှာပြောခဲ့တဲ့ချက်တွေအပြင်ကိုအခုနောက်ထပ်ထပ်ပြောမှာဒီ CPU တွေသူ့ရဲ့ software တွေအဲ့ဒါကြီးပါထပ်ရအောင်မယ်ပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့ဆိုတော့ဒါ price to performance ကတော်တော်ကောင်းတယ်လို့မြင်တယ်စဉ်းစားကြည့်မယ်ဆိုရင် ဒီလိုမျိုးကောင်းတဲ့ display တစ်ခုကိုဒေါ်လာ100ဝန်းကျင်နဲ့ရှာမယ်ဆိုရင်တော့ကျွန်တော်ထင်တယ်တော်တော်ရှာလို့ခတ်နိုင်သေးတယ်။အဲဒါကြောင့်မလို့သူ့ရဲ့အားသာချက်နောက်တစ်ချက်ကဈေးလို့ပဲကျွန်တော်ပြောတာ။ဈာထဲမှာ ပြောမယ့်ဟာလေးတော့ရှိတယ်။အဲဒါသူ့ရဲ့ webcam တို့ AirPods တို့အဲ wireless connectivity ဖြစ်တဲ့အဲ Bluetooth Wi-Fi ပေါ့နော်အဲဒါလေး။သူက all in one desktop ဖြစ်တဲ့လေ။သူ့မှာ webcam ပါမယ်။ဒါပေမဲ့သူက 720p ပဲမလို့အခုခေတ်အနေထားနဲ့ဆိုလို့ရှိရင်တော့ကြံခဲ့ပြီပေါ့နော်။ဒါပေမဲ့လေအလင်းရောင်ကောင်းကောင်းရှိတဲ့နေရာမျိုးမှာဆိုရင်တော့သူကအဆင်ပြေတဲ့ quality ကိုရသေးတယ်။ အဲ့ဒါမလို့ကိုက zoom meeting ပြောတာတို့ video call ခေါ်တာတို့ interview ဖြေတာတို့ဘာညာကောင်းကောင်းရသေးတယ်။ AirPods အနေနဲ့ဆိုလို့ရှိရင်လည်းသူ့မှာ USB 3လေးပေါက်ပါတယ်။ပြီးရင် Thunderbolt က2ပေါက်ပါတယ်။ Ethernet ပါမယ်။ Headphone jack ပါမယ်။ပြီးလို့ရှိရင် SD card ပါတယ်။အဲ့ဒီတော့တာမန် user တယောက်အနေနဲ့ဆိုဒါတော်တော်လုံလုံလောက်ရှိရလို့ပြောလို့ရတယ်။အဲ USB တိုက်စီဘာညာတော့မများဘူးပေါ့နော်။ဒါက2013မှာထွက်ခဲ့တဲ့ကောင်ဆိုတော့ပြီးတော့သူ့ရဲ့ wireless အနေနဲ့ကဂျာတော့ Wi-Fi 5နဲ့ Bluetooth 4.0ပါတယ်။ ဆိုတော့ဒီ webcam ဒီ AirPods တွေအဲ့ wifi နဲ့ bluetooth တွေကအဲဒီ kit လောက်တော့ high spec တွေမဟုတ်တော့ဘူးဒါပေမဲ့လည်းသူက user ပဲဖြစ်သေးတယ်တာမန် user တွေသူကကောင်းကောင်းလေးသုံးလို့ရသေးတယ်အဲအကြောင်းသူကကောင်းတာလည်းမဟုတ်ဘူးဆိုးတာလည်းမဟုတ်တော့တော့ဒီအရာတွေတော့ကြားလည်းပဲကျွန်တော်ထည့်ထားလိုက်မယ်ကဲကောင်းတဲ့ချက်တွေပြီးသွားပြီဆိုတော့မကောင်းတဲ့ချက်တွေကျွန်တော်ဆက်ပြောမယ်ပေါ့နော်အဲပထမဆုံးချက်ကသူ့ရဲ့ performance ပါသူကဒီ i5 4570 quad core cpu နဲ့လာတယ်အလွယ်ပြောရမယ်ဆိုရင် m1 cpu တွေနဲ့ဆိုင်ရင်သူက3ဆလောက်กว่าတယ် ်3000လောက်ပိုနေတယ်ပေါ့နော်ဆိုပေမဲ့လည်းဈေးကတော့ဒေါ်လာ130ဝန်းကျင်ဈေးကလည်း3000မကကွာတယ်ဒါပေမဲ့ performance ကတော့ဘယ်လိုနေလဲ3000မကကွာလား3000ရဲ့ user experience ကဘယ်လိုနေလဲသုံးလို့ရနေသေးရဆိုတဲ့မှာပါသေးရဗျကိုကဒီ terminal web browsing လောက်တာမျိုးအဲ YouTube ကြည့်တာမျိုး internet server လောက်တာမျိုးဗျာပြောစရာ Microsoft Word တို့အဲ့လို Excel တို့အဲ့လို Office ကိစ္စတွေသုံးတာမျိုးအဲ့လို software တွေကတော့ကောင်းကောင်းကြီးနိုင်သေးတယ်။တကုတ်စီကသူရဲ့ original hard disk မဟုတ်ဘဲနဲ့ SSD ဖြစ်နေဖို့တော့လိုတာပေါ့နော်။ ူ့ရဲ့ original 5400 RPM drive နဲ့ဆိုရင်တော့တော်တော်ကြီးကိုနှင်းနေမှာပါမိတ်ဆွေပြီးတော့ကိုက 4K video editing လုပ်ချင်တာမျိုးအဲ engineering သုံး software တွေ rendering ချချင်တာမျိုးတွေအဲ power usage နည်းနည်းများတဲ့ဟာသုံးချင်တာမျိုးဆိုရင်တော့ကျွန်တော်ကတော့မသုံးသေးချင်တော့ဒါပေမဲ့လည်းတိုင်းနေဒီပီလောက်အရင်မရှိတဲ့ video လောက်လေးတွေကို edit လုပ်ချင်တာမျိုးဆိုရင်တော့လည်းရနိုင်သေးတယ်အဲအဲ့ဒါကိုတော့ကျွန်တော်တက်တက် video နဲ့ထပ်ပြီးတော့တင်ပြမှာပါနော် အဲ့ကြရင်ကိုကဂီတာလေးတီးပြီးတော့ recording လုပ်မယ်ပြီးလို့ရှိရင် cover sound တွေဆိုပြီးတော့ YouTube Facebook တင်နေတဲ့လူတယောက်အတွက်ဆိုရင်တော့ဒီဆက်ကဘလုံးနေသေးလဲဆိုတာကိုကျွန်တော်ပြန်ပြီးဆမ်းပြီးတော့တင်ပေးမယ်ပေါ့နော်အဲ့တော့ခုနကဟောင်ပြန်ဆိုင်မယ်ဆိုရင်ကျွန်တော်ဒီ engineer software သုံးမယ်ဆိုလို့ရှိရင်လည်းသုံးလို့မကောင်းတော့ဘူးဆိုပေမဲ့ကိုကဒီ version အဟောင်းလောက်ဆင်းပြီးသုံးနိုင်တာမျိုးဆိုလို့ရှိရင်တော့သုံးလို့ရသေးတယ်ကျွန်တော်2019လောက်ကဒီမြန်မာပြည်မှာနှစ်နှစ်လောက်ကျွန်တော်ဒီ iMac ဒီ Sense Pad ပေါ့နော်ကျွန်တော်ရဲ့ main computer အနေနဲ့ကျွန်တော်သုံးခဲ့ဘူးတယ် အဲ့တော့ဆိုကျွန်တော်ဒီဇက်နဲ့ပဲ sketch ဆွဲတယ် AutoCAD သုံးတယ် rendering ချတယ်အဲ့လိုမျိုးတွေလုပ်ခဲ့ပြီးအဲ့တော့မှ RAM က 8GB ပဲရှိသေးတယ်တချို့ software တွေက macOS ပေါ်မှာမရတော့ဆိုမဲ့တော့ bootcamp နဲ့လည်း window တင်ထားပြီးတော့အဲ့မှာသွားသုံးလို့လည်းရသေးတယ်အဲ့ဒီ window ကိစ္စတော့ကျွန်တော်ခဏနေ software ကိစ္စကြရင်ဆက်ပြောမယ်ပေါ့နော် AutoCAD နဲ့ eFile တွေကကျွန်တော်ပြန်ရှာလို့မတွေ့ရလို့ကျွန်တော်လောလောဆယ်ဒီ sketch ကို rendering လုပ်တဲ့ file လေးတွေကျွန်တော်တစ်ချက်ပြန်ပြပေးမယ် ဆိုတော့ပြောမယ်ဆိုသုံးလို့ရသေးတယ်ဆိုပေမဲ့သူက SSD လဲရတာတို့ version အဟောင်းပြန်ရှာသုံးရတာမျိုးတွေကြောင့်သူကနည်းနည်း convenient မဖြစ်တော့ဘူးဗျာအဲကြောင့်ကျွန်တော်သူ့အားနည်းချက်နေနဲ့ပဲကျွန်တော်ထည့်ထားလိုက်မယ်နောက်ထပ်မကောင်းတဲ့ချက်တစ်ချက်ကတော့ gaming မှာသိရတိုင်းပဲ macOS နဲ့ gaming က C နဲ့ရည်လိုပဲပေါ့နော် macOS နဲ့ရတာခုသူ့မှာ Intel Iris Pro 5200 1.5G integrated GPU ပါတယ်သူက integrated GPU ဖြစ်တဲ့လျောက်ကိုကနောက်ဆုံးပေါ်တော့ gaming တွေ travel တွေတိုက်တယ်ဒီဘူခုံးလို့ game မျိုးကိုစော့ကျင်နေဆိုရင်တော့ မိတ်ဆွေတင်းအိရထားဖို့ချိန်ရောက်ပါပြီအမင်းရုံးစတဲ့နေတာမရပါဘူး live weight gain တွေလောက်ပဲသူကဆော့လို့ကောင်းတော့တယ် live weight ဆိုဒါမှမဟုတ် indies gain တွေပေါ့နော်အဲ့လိုမျိုးတွေလည်းပဲဆော့လို့ရရမယ်ကျွန်တော်ဆော့ကြည့်တော့ဆိုရင်ဒီ governor poga စုအဲ့ဒူတာထုတ်တာဒီ analog တို့ပြီးတော့ကျွန်တော်ဆော့ရဒီ rosmic ရဲ့ guitar တီးရဲ့ gain ပေါ့နော်အဲ့လိုမျိုးတွေတော့ကောင်းကောင်းဆောက်လို့ရတယ်။တချို့နေရာလေးမှာနည်းနည်း frame drop စာလေးတော့နည်းနည်းရှိနိုင်တယ်။ ဒါပေမဲ့အေးအေးဆေးဆေးနိုင်တယ်ပေါ့နော်အဲ Dota 2တို့ CS:GO တို့ဆိုလို့ချင်းလဲသူကသူ့ရဲ့ minimum requirement ထပ်တော့ဒီကောင်မှပို့ပါသေးတယ်အဲ့တော့အနေဆုံးစက်တင်နဲ့ software ပါညာမျိုးဆိုတော့နည်းနည်း short လို့ရတော့တယ်ကျွန်တော်အရင်တော့လည်းဒီစက်နဲ့ပဲကျွန်တော် Dota 2 short တာဒါပေမဲ့ကျွန်တော်အခုကတော့ပြန်မဆန်းတာတော့ကျွန်တော်မပြောတော့ဘူးဒါတော့နောက်တော့ short လို့ရကြရသူက emulator ပါ ကျွန်တော်ဒီ emulator နဲ့ PS1 PS2 ကျွန်တော် Sammy Randy ရပါတော့အဲ့ဒီမှာကျွန်တော် Randy လောက်ဆိုရင်ကျွန်တော် PS1 emulator မှာကျွန်တော်ငငယ်ကကျွန်တော်တိတ်ကြိုက်တဲ့အဲ့ Jackie Chan လို game မျိုးကျွန်တော်ပြန်ဆန်းကြည့်တယ် FPS က30လောက်နဲ့ကောင်းကောင်းဆင်ပြီးပြီးဆော့လို့ရတယ်ပုံမင်းမထင်တာကြာဒီ PS2 emulator ကျွန်တော်ဒီ PS2 မှာ Mortal Kombat game ကိုကျွန်တော် Sammy ဆော့ကြည့်တာတော်တော်လေးကို smooth ဖြစ်ဖြစ်နဲ့ဆော့လို့ရတယ် FPS ကောင်တာကတော့ကျွန်တော်ရှာမတွေ့ဘူးပေါ့နော်ကျွန်တော်ရှာလည်းမရှာတတ်ဘူးအဲဒါကြောင့်မို့ကျွန်တော်ဒီခံမှန်းကြီးပေါ့45 to 60 FPS လောက်တော့ကောင်းကောင်းရချင်းကြီးဘာလို့လဲတော်တော်စမှုဖြစ်တာဗျအဲ့တော့ကျွန်တော်ငယ်ငယ်ကသိကြိုက်တဲ့ဒီ God of War ဘယ်လို game မျိုးမှာပန်းဦးခွဲခြင်းတွားခွဲလို့ရတယ်ပေါ့နော် အဲ့တော့ဒီ game မြိုက်မှာကြာဒီ lightweight game တွေ emulator တွေ set လုပ်ရသေးရဆိုပေမဲ့လည်း emulator ဆိုရင်တော့မှ emulator rom တွေ bios တွေရှားတာလဲရှုပ်တယ်ပြီးတော့ခုခေတ် game အသစ်တွေ set မယ်ဆိုလို့ရှိရင်လည်းမလွယ်တော့တာရဲ့ကြောင့်ကျွန်တော်သူ့အားနည်းချက်အနေနဲ့ပဲကျွန်တော်ယူဆတယ်နောက်တစ်ချက်အနေနဲ့ကသူ့ရဲ့ software ပါဒီ2013 iMac ရဲ့ officially supported လုပ်တဲ့ OS ကတော့ macOS Catalina ပါအဲ့တော့သူကဒီနောက်ပိုင်းထွက်တာတဲ့ OS တွေလိုမျိုး function တွေအစုံမပါတော့ဘူးဆိုတော့နည်းနည်းတော့ limited ဖြစ်သွားတာပါเนาะ အဲဒါပေမဲ့လည်းကိုကကိုမှာ iPhone ရှိပြီးသားလူ iPhone user တယောက်အနေနဲ့ဆိုလို့ရှိရင်တော့သူ့ရဲ့ basic app ecosystem တွေကတော့ရသေးတယ်ဥပမာ AirDrop ပို့တာတက်စီကိုဖုန်းမှာ copy ကူးပြီးတော့ camera ပေါ်မှာပြန်ပြီး paste လုပ်လိုက်တာမျိုးအဲအဲ့လိုမျိုး basic ဖြစ်တဲ့ app ecosystem လေးတွေကတော့ရနေအောင်ပါပဲ ပြီးတော့ i message ကို face sign လို့ဆိုလို့ရှိရင်လည်း seamless ဒီဖုန်းပေါ်မှာပဲဖြစ်ဖြစ်ဒီ i message ပေါ်မှာပဲဖြစ်ဖြစ်အကုန်လုံးသုံးလို့ရသေးရပါတော့ပြီးတော့သူက computer တစ်လုံးမှာလိုအပ်တဲ့ basic function တွေကလည်းအကုန်ပါသေးတယ် internet bank ဖြစ်တဲ့လျောက်သူက boot camp နဲ့လည်း window သွားတင်ပြီးတော့ jewel book အနေနဲ့တုံးလို့ရတယ် window ရော mac os ဆိုတာနှစ်ခုတစ်ပိုင်းနဲ့တုံးလို့ရတယ်ပေါ့နော်အဲ့တော့ကိုကတချို့ mac os ပေါ်မှာမရတဲ့ software တွေမျိုးကြာရင် window ပေါ်မှာသွားပြီးတော့တုံးလို့ရသေးတယ်အဲ့ဒါတော့သူ့ရဲ့အကောင့်နဲ့ချက်ပေါ့နော် windows 11တော့မရဘူးကျွန်တော်စမ်းတင်ကြည့်ရဒီအစာပိုင်းနဲ့ crash သွားတယ်ပေါ့နော် ောက်လည်းတော့ TPN 2.0ပါတော့အဲ့ဒါကြီးနည်းနည်းရှုပ်နေလို့ဖြစ်မယ်ကျွန်တော်စိတ်ထင်ပေါ့ Windows တင်တော့မယ်ဆိုရင်တော့ကျွန်တော်ကတော့ Windows 10ကိုပဲ recommend ပေးတယ်အဲကျွန်တော်ကတော့ဒီ Parallels ကနေပဲ Windows 10တင်ပြီးတော့ virtual machine နေနဲ့တော့တုံးတယ်အဲနောက်ပိုင်းလူကြီးတွေကလေးတွေဆက်ပြီးတုံးတဲ့ခါမျိုးမှာအဲ့ OS ကိုဟိုဘက်ဒီဘက်မချိန်းတတ်ပါဆိုလို့ပေါ့နော်ကိုကနည်းနည်း computer နဲ့ရင်းနှီးကျွမ်းဝင်ရှိရတဲ့လူတယောက်ဆိုရင်တော့ဘူးပြန်နဲ့ပဲ Windows တင်ပြီးတော့ကျွန်တော် recommend ပေးခြင်းတယ် အဲ့လောက်တော့မှမကျင်တတ်သေးဘူးဆိုလို့ရှိရင်လေ MacOS security နောက်ဆုံးထွက်တာအထိတင်သုံးကျင်နေဆိုလို့ရှိရင်လေနီးလန်တော့ရှိရယ်လွယ်လဲလွယ်လဲဒါပေမဲ့ကျွန်တော်အဲ့ဒါတော့ကျွန်တော်စမ်းမပြတော့ဘူးအဲတင်းကျင်တဲ့လူများရင်တော့တစ်ချိန်ကျကျွန်တော်ပြန်စမ်းပြီးတင်ပေးမယ်ဘယ်လိုပဲဖြစ်ဖြစ်ဒီ Catalina မှာ App Store ပေါ်မှာတချို့ App တွေကပေးမတောင်းတော့ဘူးပြီးတော့ဒီ latest OS တွေလည်း support မဖြစ်တော့ဘူးအဲ့ကြောင့်မကျွန်တော်သူ့ကိုဒီအားနည်းချက်တွေပဲကျွန်တော်ထည့်ထားလိုက်မယ်နောက်ဆုံးတစ်ချက်ကတော့ဒီ set account တွေပြန်ပြောရခြင်းမှာတော်တော်များများမပြောတော့တဲ့အချက်ပေါ့နော်။သူကအရင်ကြီးလဲကောင်းတာမဟုတ်လို့အရင်ကြီးလဲဆိုးတော့ဆိုးမနေဘူး။ အဲ့ဒါတော့ကိုယ်တိုင်ပဲဝင်ပြီးဆုံးဖြတ်ပေးသွားကြပါဦး artificial intelligence မှာသူ AI ပေါ့နော်အားလုံးလည်းမြေဘူးဝိုက်ထင်ပါလေကျွန်တော်ရဲ့ဒီ intro နဲ့ဒီ logo ကတော့ကျွန်တော်ဒီ AI နဲ့ပဲလုပ်ထားတာပါအဲ့တခုဆိုကျွန်တော်ဒီစက်ပေါ်မှာလည်း run တယ်အဲတချို့ video short လေးရာလည်းကျွန်တော် AI တုံးဒီစက်နဲ့ပဲလုပ်ထားတာ AI တက်စီတော်တော်များလည်း cloud ပေါ်မှာပဲ process လုပ်တာဖြစ်တဲ့အတွက်သူ17နှစ်ကြာနေပြီဖြစ်တဲ့ဒီစက်လည်း AI စီတုံးရသေးတယ်အဲ့တော့တချို့တက်စီကျွန်တော်စမ်းကြည့်တဲ့အခါမှာတော်တော်အဆင်ပြေပြေလုပ်လို့ရကြတယ်ကျွန်တော်တွေ့ရတယ် ကျွန်တော်ကဒီ Canva website ရဲ့သူ့ရဲ့ billing AI မှာပဲကျွန်တော် photo generate လုပ်တယ်ပေါ့နော် logo တွက်ကိုပြီးတော့အဲ့မှာနေမဲ့ကျွန်တော်တခါတည်း animation တွေပိုင်း logo လုပ်လိုက်တယ် intro video ကြာလာကျွန်တော်ဒီ pacebar ရဲ့ AI မှာကျွန်တော် image ကို video ပြောင်းတာလာကျွန်တော်ရိုက်ထားတာမဟုတ်ဘူးဓာတ်ပုံတော့ကျွန်တော်ရိုက်ထားပါပေါ့နော် free version တွေဆိုရင်တော့တော်နည်းနည်း limitation တွေရှိတယ် watermark ပါတာတို့တနည်းတပုတ်ပဲလုပ်လို့ရတာတို့အဲ့အရာမျိုးတွေပေါ့နော်ဒါပေမဲ့နောက်ထပ်တော်တော်မိုက်တဲ့တစ်ခုကကြာတော့ဒီ Google ရဲ့ music interface ပါ ူကကိုလိုဂျင်နဲ့တချင်းစတိုင်မျိုးကိုပရိုမီရိုက်ပေးလိုက်တာနဲ့အဲ့ဒီတီးလုံးတွေတချင်းတွေသွားထွက်လာတယ်ဟုတ်ပါတယ်ဒီဗီဒီယိုရဲ့ background music ကလည်းကျွန်တော် AI နဲ့ပဲလုပ်ထားတာပါအဲ့တော့ copyright ညိမှာပါညာလဲတိတ်ပူစရာလို့ပေါ့ဗျာထင်တာပဲပေါ့နော်ဆိုတော့ခုနကပြောတယ်အရင်ကြီးလည်းမကောင်းသလိုဆိုတော့ဒီ AI ဗီဒီယိုတွေကတည့်ရတိုင်းပဲဟိုနားရစားဒီနားစားတွန့်နေတာတွေဘယ်ရထွက်လာမှမသိတာတွေအဲအဲ့အမျိုးတွေရှိသေးတာတွေရပြီးတော့ဗီဒီယို quality က 4K ကို enhance လုပ်ထားတယ်ဆိုပေမဲ့လည်းနည်းနည်းဝါးနေရမျိုးတွေရှိသေးတယ် တချင်းစုံနဲ့တေချာနားထောင်ကြည့်လို့ရှိရင်ဟူနာတစားဒီနားစားမှာနည်းနည်းမူးမမှန်ပါညာအဲ့လိုဝီရဖြစ်နေတဲ့အတန်လေးပါသေးတယ်။အဲ့ကြောင့်မို့တော့ဆိုးနေတယ်ဆိုပြီးမဲ့ယူဆိုဘဲကလည်းတော်တော်ဖြစ်တယ်။ဘောဖလိုရီပါဆိုလည်းပူပြီးမြင်မဲ့ဆန်းဆန်းပြီးတယ်။အဲ့ကြောင့်မို့လို့ကောင်းတာဆိုတော့တွဲနေဆိုတဲ့တော့ဒါတော့ brother ပဲသုံးသက်ကြည့်ကြပါဘောနော်။အဲ့တော့အနည်းချုပ်ပြီးပြောရမယ်ဆိုလို့ရှိရင်ဒီဒေါ်လာ130နဲ့ဒီ7နှစ်ကြာပြီးတဲ့2013 iMac ကအခုချိန်2025မှာဆိုအနည်းငယ်နှင်းနေပြီဆိုပေမဲ့ AI တွေခင်မထခင်တော့လို့ limitation တွေလည်းနေကုန် ို့ပြီးတော့ versatile ဖြစ်လာတယ်ပေါ့နော်ကိုက multimedia consumption အနေနဲ့တုံးကျင်တာပဲဖြစ်ဖြစ်ကလေးတွေကို landing အနေနဲ့ပေးတုံးကျင်တာပဲဖြစ်ဖြစ်လူကြီးမိဘတွေပေါ့နော်အဲ့လိုရုပ်ရှင်ကြည့်တာတော့တရားဝင်ဖွင့်တာတော့အဲ့လိုတုံးကျင်တာပဲဖြစ်ဖြစ်ရုံးသုံးစရင်တော့ zombie တင်တက်ပါညာတော့ဆိုတော့ကျွန်တော်ကောင်းကောင်း recommend ပေးသေးတယ်အဲ heavy user တွေတော့ကတော့ကျွန်တော် recommend မပေးတော့ဘူးဒါပေမဲ့လည်းကျွန်တော်ခုအပေါ်မှာပြောတဲ့အချက်တွေနဲ့ပဲကိုယ့်အကိုချိန်ထိုးကြည့်ပြီးတော့အဆင်ပြေတယ်ဆိုရင်တော့လည်းတုံးလို့ရသေးရပါပေါ့နော်အားတစ်ခုလည်းပြောလို့ရပါပေါ့မင်းဟာဒီအကုန်လုံးကဒီခေတ်တည်းမှာဖုန်းတွေနဲ့အကုန်လုံးလို့ရနေပြီပဲ တချို့ဖုန်းတွေဆိုရှင် performance ဆောင်ပိုကောင်းသေးတယ်လို့ပြောလို့ရတယ်။ဒေါ်လာတရားနဲ့ဝန်းကျင်မော်ဒယ်ကတလုံးဝယ်ပြီးတော့ဖုန်းနဲ့ချိန်သုံးရင်လည်းရတာပဲပေါ့။အဲ့လိုပြောလို့ရတာပေါ့။ဒါပေမဲ့ဒီကောက်မှာပါတဲ့ display လိုမျိုးအယောင်စုံစုံနဲ့အနှစ်တော်တော်ကြားတဲ့ display လိုမျိုးကဒေါ်လာတရားဝန်းကျင်မှာရှားတာတော်တော်ခက်သေးတယ်။အကဲရှားလို့တွေ့ရင်တော့မှဖုန်းကဖုန်းပဲ။ computer OS တွေလိုမျိုးအရင် strong ဖြစ်မနေသေးဘူး။ဒီကောက် fully macOS လည်းပါတယ်။တော့ Windows လည်းသုံးလို့ရသေးတယ်။ Gorilla လိုမျိုး AutoCAD တို့ SketchUp တို့စွဲချင်တာမျိုးဆိုလို့ရှိရင်လည်းလုံးလုံးဆယ်ကဖုန်းနဲ့အဆင်မပြေတော့သေးဘူးဗျ။ အဲ့တော့ကိုကတတ်နိုင်တယ်ဆိုလို့ရှိရင်တော့ပိုကောင်းတာလည်းပဲကိုအကြံပြုရဲပေါ့နော်ကိုကငွေနဲ့လဲခြွေတာခြင်းနဲ့လူပဲဖြစ်ဖြစ်ကျွန်တော်တို့အမြဲတမ်းမွေးနေကောင်းတွေပဲဖြစ်ဖြစ်အဲ့လိုမျိုးကိုအခန်းလေးမှာကုမ္ပဏာတစ်လုံးလောက်ဈေးတတ်တတ်တာနဲ့လိုချင်တာမျိုးဆိုရင်တော့ဝယ်ဖို့ကျွန်တော်ကအကြံပြုချင်တယ်တခုရှိတာ use market တွေမှာဈေးမျိုးမျိုးရှိနိုင်တယ် overseas ရောက်နေတဲ့လူတွေကတော့ဒီ eBay လိုမျိုး Facebook marketplace ဆိုမျိုးမှာရှာလို့ရတယ် ကျွန်တော်ကတော့ဒေါ်လာ100ရာနေ120ဝန်းကျင်လောက်ထိပဲဝယ်ဖို့အကြံပေးခြင်းတယ်ပြီးတော့ SSC လဲပြီးသားလဲဝယ်ဖို့အကြံပြုခြင်းတယ်ဘာလို့လဲဆိုတော့ဒီ SSC လဲရတာဘာညာပြောကြတယ်နည်းနည်းအလုံးရှုပ်တယ်ကော်ရီပြပြန်ဝယ်ကြတာကြီးပါလက်ရှိတော့အဲ့တော့ brother တော့ဘယ်လိုမြင်လဲဒီအောက်မှာစိတ်ကြိုက်လောလောလတ်မကြိုက်တာကြီးလဲအာမနာနဲ့ဝင်ပြီးပြောပြသွားကြပါဦးအဆုံးလေးကြည့်ပြီးသွားတယ်ညီကိုတယောက်ချင်းစီအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ပြီးတော့ဒီလိုကုန်းတဲ့မျိုးတွေကိုစိုက်နှက်တက်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါဦး ဒီရောက်မှာကျွန်တော်ရဲ့ YouTube နဲ့ Facebook channel link လေးကိုကျွန်တော်ထည့်ပေးထားမှာပေါ့နော်နောက်ထပ်လာမယ့် video ကတော့ကျွန်တော်ဒီဆက်ပုံမှာပဲပေါ့နော် guitar recording လုပ်မယ် video လေး edit လုပ်ကြည့်မယ်အဲ့ဒါကိုအဆင်ပြေပြေဆိုတာကိုကျွန်တော်ပြန်ပြောပေးမယ်သိချင်တယ်ဆိုရင်တော့ဒီ note လေးပါတစ်ချက် on ထားပေးပေါ့နော်ကဲအားလုံးပဲအားသာရအောင်အဆင်ပြေပါစေ see you in next video guys